တချိန်ကအောင်မြင်ခန့်တဲ့သိချစ်ကြတဲ့ချစ်သူတွေဖြစ်ခဲ့ဖို့ကြောင့်ဓာတ်ပုံလေးတစ်ပုံနဲ့ချပြလာတဲ့မာဂျီဆန်ပရိသတ်များအားလုံးမင်္ဂလာပါရှင်အမှုပညာလောကမှာမာဂျီဆန်လို့ချစ်စနိုးခေါ်ကြတဲ့မိတ်ကပ်ပညာရှင်ကြီးခင်ဆန်းဝင်းဆိုတာတာမန်မိတ်ကပ်ဆရာတယောက်မဟုတ်ပါဘူးသူမကအမှုပညာလောကရဲ့ဩဇာကြီးမာတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့တသက်စမင်းသားချော်လေးတွေရဲ့မမလို့တောင်တင်စားခြင်းခံရတဲ့သူပါ မော်ရယ်လောကကကောင်လေးတွေမင်းသားဖြစ်ဖို့လမ်းကြောင်းမှာမာဂျီဆိုင်ရဲ့ပံ့ပိုးမှုမြေတောင်မြောက်ဘေးမှုတွေကအရေးပါလောလှပါတယ်။ ဒါကြောင့်လည်းအရင်တုန်းကမင်းသားကောင်းပြည့်နဲ့တရင်တွေထွက်ခဲ့ဘူးသလိုအခုတခါမှမင်းသားကျော်အောင်မင်းခန့်နဲ့ပတ်သက်ပြီးတော့လည်းပရိသတ်တွေကြားမှာတီတိုးပြောစရာဇလန်းလေးတွေရှိခဲ့ပူပါတယ်။လက်တလောရပ်ပိုင်းမှာတော့ဒီဇလန်းဟောင်းကပြန်လည်အသက်ဝင်လာခဲ့ပါတယ်။အကြောင်းရင်းကတော့အောင်မင်းခန့်ရဲ့မွေးနေ့ရက်မြတ်ကြောင့်ပါပဲ။လက်ရှိချိန်မှာအောင်မင်းခန့်ဟာအိမ်တောင်ရှင်တယောက်ဖြစ်နေပါပြီ။အမေရိကန်နိုင်ငံမှာနေထိုင်တဲ့သူ့ရဲ့ချစ်စနီးတဲ့ Grace Thu နဲ့တမီလေး Aura တို့ဟာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေပြီးတော့အောင်မင်းခန့်ရဲ့မွေးနေ့မှာရွှေတကုံဖျားကြီးကိုမိသားစု ဆုံဆုံလင်လင်နဲ့သွားရောက်ဖူးမြော်ခဲ့ကြပါရယ်ပျော်ရွှင်စရာကောင်းတဲ့ဂျီနူးစရာကောင်းတဲ့မိသားစုပုံရိပ်လေးတွေကိုပရိသတ်တွေမြင်တွေ့ခဲ့ရတာပါဒါပေမဲ့တစ်ဖက်မှာလည်းပရိသတ်တွေကိုဟင်ခင်နေဖြစ်သွားစေတဲ့အရာတစ်ခုပေါ်လာပါရယ်အဲ့ဒါကတော့အောင်မြင်ခန့်မွေးနေ့မှာပဲမာဂျီဆန်ရဲ့ Facebook အမိုင်ဒီမှာတက်လာတဲ့ဓာတ်ပုံတစ်ပုံကြောင့်ပါအဲ့ဒီဓာတ်ပုံကလက်ရှိပုံမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ကာလတွေစီကအောင်မြင်ခန့်လူပြိုဘဝမာဂျီဆန်ရဲ့ရင်ခွင်ရိပ်အောက်မှာရှိနေခြင်းကာလကပုံရိပ်တစ်ခုပါ ပုံတဲမှာတော့သူတို့နှစ်ယောက်တည်းတည်တဲ့မွေးနေ့ပွဲကျင်းပနေကြပြီးတော့အရန်ကိုရင်းနှီးနှွေးထွေးတဲ့ပုံစံကိုတွေ့ရပါတယ်။ဒီပုံလေးကိုမြင်လိုက်ရတဲ့အချိန်မှာပရိသတ်တွေရဲ့စိတ်ထဲမှာမိကုံပေါင်းများစွာဖြစ်ပေါ်လာပါတယ်။ ဒါဟာရိုးရိုးစရာတပဲတန်ရောစေမလားဒါမှမဟုတ်တကယ်ပဲတစ်ချိန်ကနက်နက်ရှန်ရှန်ချိခဲ့ကြတဲ့ချစ်သူတွေလားဆိုတာပါပဲအထူးသဖြင့်အောင်မင်းခန်းကဇနီးတဲ့လေးနဲ့သမီးလေးဘေးမှာရှိနေတဲ့အချိန်မိသားစုပေါ်ကနဲ့တာယာနေတဲ့အချိန်မှာမာဂျီဆန်ဘက်ကဒီလိုမျိုးအတိတ်ကပုံရိပ်ကိုပြန်ဖော်လိုက်တာကအတိတ်ပဲအများကြီးတက်ရောက်နေပါတယ်အွန်လိုင်းပေါ်ကအသုံးသက်သူတွေကတော့ဒါဟာမာဂျီဆန်ရဲ့လွမ်းဆွမှုကိုပြသလိုက်တာလို့ဆိုကြပါတယ်သူများအပိုင်ဖြစ်သွားပြီမယ်ငါရဲ့ရင်ထဲမှာတော့နင်းရှိနေတော့မယ်ဆိုတဲ့သဘောမျိုးပါတချို့ ုပရိသတ်တွေကလည်းမာဂျီဆန်းကိုကိုကျင်းစာသနာကြပါရယ်အခြေကြီးသူတွေကအမြဲတမ်းခံစားရစမြဲဖြစ်လို့အမတ်တရနေလေးမှာပုံဟောင်းလေးတွေကိုကြည့်ပြီးတော့ဖြည့်သိမ့်နေရရှာတယ်လို့မြင်ကြပါရယ်ဒါပေမဲ့တခြားတစ်ပတ်မှာလည်းဝေဖန်မှုတွေကမကင်းပါဘူးအောင်မင်းခန့်မှာဇနီးနဲ့သမီးရှိနေပြီးမိသားစုသားရနေတဲ့အချိန်မှာဒီလိုမျိုးအထင်လွဲစရာကောင်းတဲ့ပုံဟောင်းတွေကိုမတင်သင့်ဘူး တာကဇနီးတဲ့ Grace 2ရဲ့စိတ်ကိုထိခိုက်စေနိုင်တယ်ဆိုပြီးတော့ထောက်ပြကြတဲ့သူတွေရှိပါတယ်။အတိတ်ဆိုတာအတိတ်မှာပဲထားခဲ့တဲ့နေဆိုတဲ့အယူအဆပါ။ဘာပဲဖြစ်ဖြစ်ဓာတ်ပုံတပုံဟာစကလုံးပေါင်းထောင်တောင်းမကပြောပြနေတတ်ပါတယ်။မာဂျီဆန်းတင်လိုက်တဲ့ဒီပုံလေးကတော့အောင်မင်းခန့်တဲ့သူမသားမှာပြောမပြခြင်းနဲ့ဓမ္မမဟုတ်ပြောခွင့်မရှိတော့တဲ့ဇလန်းတပုတ်ရှိခဲ့ဘူးတဲ့ဆိုတာကိုသက်သေပြလိုက်တယ်လို့ပါမယ်။ အောင်မင်းခန်းကတော့လက်ရှိမှာပြည်စုံတဲ့အိမ်ထောင်ဦးစီးတယောက်အဖြစ်နဲ့ဘဝကိုရှေ့ဆက်နေပြီဖြစ်ပါတယ်။ကဲပရိသတ်ကြီးမာကြီးဆန်ရဲ့ဒီမိုင်းဒီလေးပုံမှာဘယ်လိုမျိုးမြင်ပါသလဲ။တပည့်တယောက်ပုံမှာထားတဲ့စေတနာသက်သက်ပဲလား။ဒါမှမဟုတ်မမေ့နိုင်တဲ့အစင်ဟောင်းကိုတန်းတတာလို့မှတ်ယူရပါမလား။ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်။